္ဂလာပါခင်ဗျာ MOCG ကနေကြိုဆိုပါရစေကျွန်တော်နာမည်ကိုဖြိုပါကျွန်တော်တို့ဒီနေ့မနေ့ကသင်ခန်းစာလေးရဲ့အဆက်ကိုဆက်ပြီးတော့လေ့လာရအောင်ပါဒီနေ့ကကြတော့ကျွန်တော်တို့ OneNote ရဲ့နောက်ဆုံးသင်ခန်းစာလေးကိုဆက်သွားမယ်ပေါ့နော်ဒီနေ့ကကြတော့မနေ့ကကြတော့ကျွန်တော်တို့ Home Test ကိုပြောခဲ့ပြီးသွားပြီပေါ့နော် Home Test ထဲမှာပါတဲ့ Clipboard တီအာ Visit Test တီ Style Test တီဒါတွေအကုန်လုံးကိုကျွန်တော်ပြောခဲ့ပြီးသွားပြီပေါ့နော်ဒီနေ့ကကြတော့ Insert နဲ့ Draw နဲ့ဒါလေးတွေကျွန်တော်တို့ view နဲ့ပေါ့နော်ဒါလေးတွေကျွန်တော်ပြောမယ်ပေါ့ဆိုတော့ဟုတ်ပြီ အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပရမအုပ်ဆုံးအနေနဲ့ကိုကျွန်တော်စာရေးလိုက်ရေးလိုက်တယ်ဟလာစာရေးလိုက်ရေးလိုက်တယ်ဒီလိုပေါ့ဟိုနေရာနေရာတွေမှာကျွန်တော်အကုန်လုံးစာရေးလိုက်ရေးထားလိုက်တယ်အာအခုလိုရေးထားတဲ့ခါကျလို့ရှိရင်ကျွန်တော်ကဒီနေရာတွေထဲမှာမှာကျွန်တော် space တစ်ခုထပ်တိုးခြင်းလာအဲ့လိုတိုးခြင်းတဲ့အခါမှာဆိုလို့ရှိရင် insert ထဲကဒီမှာ insert space ဆိုတာလေးရှိရယ်နော်အဲကျွန်တော်လူခြင်းတဲ့နေရာတွေဒီနေရာတွေဒီထိ ဟာလားအဲ့လိုလေး space လေးခွဲပြီးတော့ကျွန်တော်တို့နောက်ထပ်စာတွေကိုထည့်ပြီးတော့ထည့်သွားလို့ရတယ်ဟုတ်ပြီနော်ဒါကတော့ space insert ထည့်က space ထည့်တာပေါ့နော်နောက်တစ်ခုကတော့ div ပဲနော် insert ထည့်က div လေးက add div ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နေပြီးသွားတဲ့ခါကျလို့ရှိရင် insert table ဆိုတာလေးကိုကျွန်တော်တစ်ချက်နေလိုက်ဒီမှာ number of column number of row ဆိုပြီးတော့နှစ်မျိုးရှိရပေါ့เนาะ column ကတော့ column အရေအတွက်ဘယ်လောက်ရှိလိုချင်ပါတယ် row ကတော့ဘယ်နှစ်ခုယူပါမယ်ဆိုတာမျိုးပြောတာပေါ့ဥပမာကျွန်တော်က column က5ခု ရူက10ခုရှိမယ်လို့ပြောလိုက်မယ်။ဒါကတော့အရှိကသင်ကန်းစာတွေကြည့်ခဲ့ပြီးသားလူတွေဆိုတော့ insert တီပဲအကြောင်းတွေပါတယ်အကုန်လုံးသိပြီးသားဖြစ်မှာပါ။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ okay လို့နှိပ်လိုက်မယ်။ okay လို့နှိပ်လိုက်လို့ရှိရင်တော့ဒီမှာ table လေးတစ်ခုကျလာလိမ့်မယ်။ဒီလို table ပေါ်နှိပ်လိုက်တယ်ဆိုရင် table 2လေးဆက်ပေါ်လာမယ်။အဲမှာမှာ slash table slash colon slash row slash cell ဟုတ်ပြီနော်။ဒါလေးတွေရှိမယ်။ဥမာ slash table ဆိုရင်ဒီ table တစ်ခုလုံး select ပေးတာ။ဟာ slash colon ဆိုရင် colon တွေပဲ select ပေးမှာ။ ဟုတ်ပြီနော်အဲ့တော့ TV တွေက select column လို့ပြောလိုက်လို့ရှိရင်ကျွန်တော် click နှိပ်ထားတဲ့ column တစ်ခုကို select ပြီးမှာပေါ့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ကဒီဘက်မှာတစ်ချက်နှိပ်ထားတယ် insert row or select row ဆိုတာမျိုးနှိပ်လိုက် row select ပြီးမှာပေါ့နော် select ဆဲဆာဆဲခွက်တစ်ခွက်တည်းကို click ချထားတဲ့နေရာက save ခွက်တစ်ခွက်တည်းကိုပဲ select ပြီးတာပေါ့နော်ဒီလိုလေးသွားပါတယ်နောက်ခုကတော့ delete တီပဲဟာလာ delete column delete row ဒီဟာဆိုလို့ရှိရင်လည်းအဲ့လိုပဲဒါကကြတော့ table လိုက်ကြီးလိုက်ဖြစ်တာ နောက်တစ်ခုကတော့ delete column ဆိုတော့ column တစ်ခုဖြတ်လိုက်တာအခုဒီမှာ cursor ချတာဒီ column ကိုဖြတ်ချင်နေဆို delete column ဆိုဖြတ်လိုက်တော့ column တစ်ခုပြတ်သွားပါပြီနော်နောက်တစ်ခုကတော့ delete row ပေါ့ row တစ်ခုဖြတ်ချင်နေဒါဆို click တစ်ချက်နေလိုက်ဒါဆိုလို့ရှိရင်သူက row တစ်ခုလည်းပြတ်သွားပါလိမ့်မယ်အဲဒီမှာမှ insert upper insert below ဆိုပြီးရှိတယ်ကျွန်တော်တို့ကအခုဒီနေရာကနေပြီးတော့ကျွန်တော်တို့ကသူ့ကို insert upper ဆိုပြီးတော့အပေါ်မှာတစ်ချောင်းထပ်တိုးခြင်းနဲ့ဒါဆိုအပေါ်မှာတစ်ချောင်းတိုးသွားပြီ insert below အောက်မှာတစ်ချောင်းထပ်တိုးသွားတယ် insert left ဘယ်ဟိုတစ်ခုတို့မယ် insert right ဒါဆိုညာဟိုတစ်ခုတို့သွားမယ်ဟုတ်ပြီเนาะနောက်တစ်ခုကတော့ဒီကတော့ high border ပေါ့เนาะ border တွေကိုဖြောက်ချင်တယ်ဆိုဖြောက်လို့ရတယ်ပြန်ဖော်ချင်တယ်ဆိုနောက်တစ်ချက်ပြန်နေအဲ့နေရာမှာမှကျွန်တော်တို့က shade နေပါထည့်ချင်တည်တယ်ဆိုကိုလိုချင်တဲ့ကိုလိုချင်တဲ့ rule တစ်ခုကို select ပြီးပြီးပြီးသွားတဲ့ခါကျလို့ရှိရင် shade ထည့်လိုက်ဟုတ်ပြီเนาะဒီ color မကြိုက်ဘူးကျွန်တော်ရဲ့အနီရောင် color လေးပဲကြိုက်တယ်ဆိုရင်ဒီအနီရောင်လေးထည့်လိုက်ရမယ်เนาะဟုတ်ပြီ ဒါဆိုလို့ရှိရင်တော့ဒီတရားအဟာတွေကတော့အကုန်လုံးသိပါမယ်။နောက်ပြီးတော့ alignments alignments မှာတော့ align left center right စသဖြင့်စီလို့ရတယ်။အာစာတွေချိန်လို့ရတယ်။နောက်တစ်ခုကတော့ soft soft ဆိုတာကတော့ကြီးစင်ငယ်လိုက်ငယ်စင်ကြီးလိုက်စီတာเนาะ setting ဟာလာအစင်းလိုက်စီတာဟာလာနောက်တစ်ခုကတော့ desetting ကြီးစင်ငယ်လိုက်ငယ်စင်ကြီးလိုက်ပြန်စီတာပါเนาะနောက်တစ်ခုကတော့ compare to spreadsheet ဟာလာဒီဟာကတော့ excel file ဖြစ်ပြောင်းတာပါ ါကြီးကတော့လုံးမပြတော့ပါဘူးเนาะโอเคနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီ insert theme မှာပဲ table ပြီးသွားပြီဆိုတော့ကျွန်တော်က fine print out ဆိုတာလေးကိုကျွန်တော်တို့ပြန်ပြောမယ်เนาะ fine print out ဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်ပြင်ပက fine တစ်ခုကိုကျွန်တော်တို့ရဲ့ဒီ note theme မှာကျွန်တော်တို့ထည့်သိမ်းထားခြင်းတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ကဒီ fine print out လေးကိုတုံးနေပေါ့เนาะသူ့ကိုတစ်ချက်နေလိုက်တယ်နေပြီးသွားတဲ့အခါကြလို့ရှိရင်ကျွန်တော် this pc လေးကိုသွားရတယ် ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော် computer visit course တွေက aze file တွေက advanced filter ဆိုတာလေးကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်တဲ့ခါကျလို့ရှိရင်သူ80 file လေးကကျွန်တော်ဒီမှာရောက်လာလိမ့်မယ်နော်ဒီ file လေးပေါ့နော်ဒီအလေးရောက်လာလိမ့်မယ်သူ့ပုံမှာနှစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ aze file လေးကအခုလိုမျိုးလေးပွင့်လာလိမ့်မယ်နော်ဟုတ်ပြီနော်ဒီလို data တွေ data list တွေထည့်ထားတဲ့ဟာတွေအကုန်လုံးပွင့်လာလိမ့်မယ်โอเคဒါကကြတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်က insert ထည့်ကနေပြီးတော့ file attachment နဲ့ထည့်တာပေါ့နော်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင် file ကိုတစ်ခါတည်းဖွင့်ပြတာเนาะတစ်ခါတည်းဖွင့်ပြတာ okay နောက်တစ်ခုအနေနဲ့ဘာလို့သွားခြင်းလဲဆိုလို့ရှိရင် file attachment ဒီ file attachment ဆိုတာကြတော့သူကခုနဟာနဲ့မတူသူက file လေးတစ်ခုပုံ file ပုံစံလေး excel file ပုံစံလေးသူကထည့်ပြီးမှာဟုတ်ပြီเนาะ okay insert ဆိုလို့နှိပ်လိုက်တယ်ပြီးတော့ attach file ဆိုတာလေးထည့်လိုက်ဒါဆိုလို့ရှိရင်ဒီမှာ advanced folder ဒီဘက်မှာပြပြီးမယ်เนาะ insert ပြီးသွားတဲ့အခါကျလို့ရှိရင် file attachment ကိုတစ်ချက်နေမယ်ပြီးသွားရင် event filter ဆိုလေးကိုကျွန်တော်တစ်ချက်နေပြီး insert ဆိုလေးနေလိုက်ရပြီနော်ဒီမှာ okay သူ့ဘောမှာတစ်ချက်နေမယ် view switch လို့ရတယ်ဟာလားဒီဘောမှာဆိုလို့ရှိရင် ဒီလိုမျိုးဆွဲရွှေလို့ရတယ်ဒါလေးကိုလည်းဒီလိုမျိုးဆွဲရွှေလို့ရတယ်ခြေသလိုဆွဲရွှေလို့ရတယ်နော်ကဲဟုတ်ပြီဒီ file လေးကိုဖွင့်ခြင်းတဲ့အခါဆိုရင် click နဲ့ချက်နေမယ်အာမာဆိုတော့ don't show me this again ဆိုရှင်မှာအမှန်ကြီးချက်လိုက် okay လေးနေလဲဒါဆိုရင် file လေးပွင့်လာပါလိမ့်မယ်နော် okay ဒါဆိုလို့ရှိရင်ကျွန်တော် insert ထည့်ကနေပြီးတော့ file print out နဲ့ file attachment ကိုတည်သွားပြီဒါကတော့ spreadsheet spreadsheet ဆိုတာကတော့ကျွန်တော်ဒီ new spreadsheet ခေါ်တာတော့ existing excel spreadsheet ခေါ်တာအတူတူပဲပေါ့နော်ဒါလေးကကျတော့ အခုဒီမှာဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ခေါ်ခြင်းနဲ့ okay အဲ့တော့ဒီမှာကျွန်တော်တို့ insert spreadsheet ဆိုတာလေးကျွန်တော်နှိပ်လိုက်ဒါဆိုလို့ရှိရင် spreadsheet sheet ပုံစံမျိုးတစ်ခါလေးသူကတန်းပြီးတော့ဒီမှာပေါ်လာပေးတာဖြစ်ပါတယ်ပေါ့နော် okay နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ screen clipping လောက်တာပေါ့တခါတလေကြာလို့ရှိရင်ရှိရကျွန်တော်အခုဥမာကျွန်တော်ဒီ desktop ကိုဓာတ်ပုံရိုက်ပြခြင်းနေပေါ့ဓာတ်ပုံရိုက်ပြခြင်းနေအခါကြာလို့ရှိရင်မလုပ်လို့ရတယ်ဆိုလို့ရှိရင်အခုဒီထဲကိုဓာတ်ပုံထည့်ခြင်းနေ ထည့်ခြင်းနေဆိုလို့ရှိရင် insert ထည့်ဖို့သွားတယ်ပြီးသွားရင် screen clipping ဆိုတာကိုနှိပ်လိုက်ပြီးသွားရင်အခုလိုမှိန်သွားလို့ရှိရင်အခုလိုဆွဲချလိုက်ဆွဲလိုက်လို့ရှိရင်ဒီ dashboard ကြီးကဒီဘက်ကိုရောက်လာလိမ့်မယ်ဟုတ်ပြီနော်ပြီးရင်ဒီဘက်ကိုရွှေ့လိုက်သူ့ဆွဲချုံလိုက်ပေါ့နော်ဒီဘက်ကိုရွှေ့လိုက် ရမှာเนาะဒီလိုလေးတက်ပုံလေးရဲလို့ရတယ်ဒါကတော့အခုမှပေါ့ကျွန်တော်တို့ကအဲ့နေရာမှာမှသူ့ကိုဘာလို့လို့ရလဲဆိုလို့ရှိရင် draw တဲ့ကနေပြီးအခုမှမြားလေးတွေထိုးပြလို့ရတယ်အာဒါလေးရော recycle ပေးမှာပေါ့ဟလာအာသူ့ရဲ့အဲ့ဒီမှာမှကျွန်တော်တို့က insert တဲ့က sorry draw တဲ့ကဒီ draw ကိုမှကျွန်တော်တို့ကပုံစံလေးတွေကိုလိုက်ပြီးတော့ရွေးလို့ရသေးရယ်เนาะဒီလိုပေါ့ ဒါကတော့ Microsoft Edge ပါပေါ့အဲစသဖြင့်ပေါ့နော်ဒီလိုလေးကြီးကျွန်တော်သွားပြီးတော့လုပ်လို့ရတယ်ဒါကတော့ပုံလေးတွေဖြစ်နေပြချင်တဲ့အခါဒီမှာသုံးနေပေါ့နော် Okay နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော် picture picture ဆိုတာကတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကွန်ပျူတာထဲမှာရှိနေတဲ့ပုံတွေကိုကျွန်တော်ကဒီထဲမှာထည့်သိမ်းခြင်းတဲ့အခါမှာဆိုလို့ရှိရင်ဒီ picture လေးကိုသုံးမယ်နော်အခုကျွန်တော် space တစ်ခုထပ်ယူလိုက်အောင်နော် space ထပ်ယူလိုက်အောင်အဲ့တော့ insert ထဲကနေပြီးတော့ကျွန်တော် picture ဆိုလေးနှိပ်လိုက်တယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်အခုဒီမှာရှိတဲ့ပုံလေးတစ်ပုံကျွန်တော်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ဒီထဲမှာထည့်သိမ်းခြင်းနဲ့အကြောင်းအရာကိုကျွန်တော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ဓာတ်ပုံလေးကိုဒီထဲကိုထည့်လိုက်တာပေါ့နော် okay နောက်တစ်ခါတော့ online video online video ကတော့မပြောတော့ပါဘူးเนาะနောက်တစ်ခါတော့ link ဒါကတော့ hyperlink ချိန်ဖူးတဲ့လူတွေဆိုလို့ရှိရင်သိတယ် banner လေးကနေချိန်မယ်ပေါ့เนาะဒါကတော့ text to display ဒါကတော့ပေါ်စီခြင်းနဲ့စာကိုရေးမယ်ပေါ့ နောက်တစ်ခုကကြတော့ address banner file နဲ့ချိန်ပါပါပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်အဲစာလေးတစ်ခုရေးလိုက်မယ် 0ပို့လို့ရေးထားတယ်ပေါ့ဒီစာလေးကိုကျွန်တော်ဆက်လက်ပေးခဲ့တယ်ပေးခဲ့ပြီးသွားတဲ့အခါကျတော့ရှင် insert ထဲက link ဆိုတာလေးကျွန်တော်တစ်ချက်နေလဲဒါဆို0ပို့ဆိုရယ်စာလုံးလေးရဒီမှာရေးပြီးသားဖြစ်သွားအဲ့တော့ address ပေါ့ဘယ်ဘယ်ကနေရာနဲ့ချိန်ပါလဲဆိုတော့ကျွန်တော် file လေးကိုတစ်ချက်နေနှိပ်ပြီးသွားတဲ့အခါကျလို့ရှင်ကျွန်တော်အခုဒီမှာသွားပြီးတော့တစ်ချက်နေနှိပ်ပြီးသွားရင် detail ကိုသွားမယ်သွားပြီးသွားတဲ့အခါကျလို့ရှင်ကျွန်တော်ရဲ့ computer visual studio state က a0 ဆိုတဲ့ထဲကကျွန်တော်က file လေးတစ်ခုကို define လေးနဲ့သွားချိန်မယ် เนาะချိန်မယ်ချိန်မယ်ဆိုတော့အခုဒီတက်မှာဆိုလို့ရှိရင် save report ဆိုတဲ့ file နဲ့ကိုထည့်လိုက်ပြီးဟုတ်ပြီเนาะအဲ့ဒါလေးကဒါ hyperlink ချိန်တာအဲ့တော့ hyperlink ချိန်တယ်ဆိုတာကတော့တည်ပြီးသားဖြစ်မှာပါเนาะရှေ့သင်ခန်းစာတွေမှာဆိုလို့ရှိရင်လေ hyperlink ချိန်တဲ့ပုံစံကိုကျွန်တော်အသေးစိတ်ပြောပြခဲ့ပြီးသားပါเนาะအဲ့တော့ဒီပုံမှာ click တစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်က file လေးကိုဖွင့်မှာလားဖွင့်မယ်ဆို yes ဆိုတာလေးနှိပ်လိုက်ဒါဆိုရင်ဒီ file လေးကဖွင့်လာပါလိမ့်မယ်ဟုတ်ပြီเนาะဒါကတော့ ဘာလဲဆိုလို့ရှိရင် insert ထဲက link ချိတ်တာပေါ့နော်ဒီ record audio record audio ဆိုတာလည်းပဲအရင်ဆုံးသင်ခန်းစာထဲမှာကျွန်တော်ပြောခဲ့ပြီးသားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့က CV သွားတဲ့ခါဒီမှာပဲဖြစ်စီဟာလာဟိုဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကအလုပ်တစ်ခုကိုသွားတဲ့အခါမှာပဲဖြစ်စီ meeting နေပါမယ်ဖြစ်စီပေါ့နော်အဲ့လိုမျိုးအခြေအနေဒီမှာကျွန်တော် record ဖမ်းစရာတွေလိုလာပြီဆိုလို့ရှိရင်ကျွန်တော်ကဖုန်းနဲ့ record ဖမ်းမယ်ဆိုရင်သူကဖုန်းထဲမှာပဲရှိကြံခဲ့မှာလीနော် ဲ့တော့ဖုန်းထဲမှာပဲရှိကြံခင်မှာဆိုတော့ကျွန်တော်ကဖုန်းနဲ့လည်းမဖမ်းတော့ဘူးကွန်ပျူတာလေးပါသွား laptop ပါသွား laptop ပါသွားရဲဆိုရင် one note ထဲကနေတခါတည်းဒီကျွန်တော် record လေးဖမ်းထားလို့ရတယ်ဒီအကြောင်းအရာတွေကိုပေါ့နော်ဒီဒီကြကြအကုန်လုံးပြန်ပြီးတော့နားထောင်လို့ရအောင်လို့ဆိုလို့ရှိရင်အဲ့တော့ insert tray ကနေပြီးတော့ record audio ဆိုတာလေးကိုနှိပ်ပြီးတော့စပြီးတော့သူက recording စဖမ်းနေလိမ့်မယ် audio recording ဆိုပြီးတော့သူကစပြီးတော့မှတ်နေလိမ့်မယ်เนาะမလိုချင်တော့တဲ့ခါဆိုဒီပေါ်မှာတစ်ချက်နေ store ဆိုတာလေးနှိပ်လိုက်ဒါဆိုလို့ရှိရင်เนาะအဲ့ဒီ file လေးကိုကျွန်တော်တို့သူက ပေးလာလိမ့်မယ်။ဟုတ်ပြီနော်။ Okay နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှင်ဒီမှာ playback ထဲမှာလဲကိုပြန်နှားထောင်လို့ရရနော်။နော်။စပြီးတော့ recording စနော်ဒါကတော့ဟာပြန်နှားထောင်လို့ရတယ်ကျွန်တော်ကနားမထောင်ကျင်တော့ဆိုပိတ်လိုက်ပေါ့ဟုတ်ပြီနော်နောက်တစ်ခါရောအဲ့ဒီထဲမှာမှ insert ထဲမှာမှ record video ဆိုလေးရှိတယ်အဲ့မှာတော့အခုလက်ရှိကတော့ကျွန်တော်က camera မချိန်ထားတဲ့အတွက်ပေါ့နော် camera မချိန်ထားတဲ့အတွက်မရဘူးပေါ့နော်တကယ်ပြီးကျွန်တော်ကတော့ဒါ desktop နဲ့သုံးနေရဆိုတော့ camera မရှိသေးဘူးပေါ့ တော့ကိုက laptop နဲ့သုံးနေဆိုလို့ရှိရင်တော့ဒါ front camera လေးပါရဲ့အတွက်အဲ့မှာ video record ကိုကိုယ့်ရဲ့ဒီ video ပြန်ပြီးတော့ record လုပ်လို့ရမယ်ပေါ့နော်။ Okay ပါ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ insert ထည့်ကအကြောင်းအရာတွေကဒီထည့်ရပြီပေါ့နော်။နောက်တစ်ခုကကျွန်တော် date ကလေးထည့်ခြင်းနဲ့ date ကလေးထည့်ခြင်းနဲ့ဆိုလို့ရှိရင် insert ထည့်ကိုသွား date ဆိုလေးကိုနှိပ်လိုက်။ဟာလား insert ထည့်ကိုသွား time ဆိုလေးနှိပ်လိုက်။ insert ထည့်ရဦးသွား day and time ဆိုလေးနေလိုက်အခုလိုမျိုးလေးပေါ့နော်ဒါလေးထည့်လို့ရတယ်ပေါ့နောက်တစ်ခုကတော့ page template ီ template တွေရတယ်ဟိုနေ့เนี่ยကျွန်တော်ပြောခဲ့ပြီးသားလေကိုစိတ်ကြိုက် template တွေကိုယူပြီးတော့သုံးနိုင်နေပေါ့เนาะ Okay ပြီး template ကိုသွားတယ်ကျွန်တော်အခုဒီထဲမှာကိုကြိုက်တဲ့ template တစ်ခုကိုယူသုံးမယ် academic ကိုသုံးမှာလားအဲ simple lecture note ဆိုတာလေးသွားရလိုက်ဒါဆိုလို့ရှင်တော့ homework တွေကဘာတွေပါ today ကဒီနေ့က topic တွေကဘာတွေကိုပြောမှာပါအဲမှာမှာကျွန်တော် important အနေနဲ့ဘာတွေကိုပြောမှာပါဆိုတာမျိုးပေါ့เนาะအရေးကြီးတဲ့အခန်းကဏ္ဍတွေတိုက်တေးရပါပြီးမှာစာပြင်အဲ့လိုမျိုးလေးတွေကျွန်တော်လုပ်လို့ရတယ်ပေါ့เนาะ โอเคနောက်တစ်ခုကတော့ equation တွေ side board တွေထည့်တာပေါ့เนาะအဲဒါတွေက equation လေးထည့်မယ်ဆိုရင် equation လေးဒီနေရာလေးမှာ equation လေးထည့်ခြင်းတယ်ဒါဆိုလို့ရှိရင် equation လေးဒီနေရာလေးမှာသွားထည့်ထည့်လို့ရရယ်เนาะဒီ equation လေးပြန်ထည့်ခြင်းတာထည့်လို့ရတယ်โอเคနောက်တစ်ခုကကြတော့ကျွန်တော်ကဒီမှာ insert ထည့်มาပဲပါလို့လို့ရသေးလဲဆိုလို့ရှိရင် insert ထည့်มาပဲအခြားအရာတွေလည်းလုပ်လို့ရသေးရယ်เนาะသူ delete ဖြစ်လိုက် နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာ symbol တွေထည့်လို့ရတယ် symbol လေးတွေဆိုလို့ရှိရင်မို့ symbol ဆိုဒီမှာနှိပ်ပြီးတော့ကျွန်တော်စိတ်ဆိုင် symbol လေးတွေကိုထည့်လို့ရတယ်ဥပမာပေါ့ဒီမှာဆိုလို့ရှိရင်ဟာလာ wedding found ထဲမှာဆိုလို့ရှိရင်ကျွန်တော်ကြိုက်တဲ့ဒီဟာလေးကြိုက်တဲ့ဒါလေးထည့်ခြင်း ਨੇ โอเคဒါလေးကြိုက်ရပါနဲ့ဒါလေးထည့်ခြင်း ਨੇ ကြိုက်တယ်လို့တော့ထည့်လို့ရတယ်เนาะဥပမာဒါလေးကြိုက်တဲ့ဒါလေးထည့်ခြင်း ਨੇ ဟုတ်ပြီနော်ပြီးသွားလို့ရှိရင်သူ့ကိုကျွန်တော်က font size ကိုလည်းကြိုက်သလောက်ကြီးပြီးတော့ထားလိုက်လို့ရတယ်။ရမယ်နော်။ဒါဆိုလို့ရှိရင်ဒါလေးတွေကိုကျွန်တော်တို့လုပ်လို့အဆင်ပြေမယ်လို့ထင်ပါတယ်။ Okay ပါနောက်တစ်ခုဆိုလို့ရှိရင်တော့ကျွန်တော်ကအခုဒီထက်မှအကုန်လုံးပြီးသွားပြီဖြစ်တဲ့ draw ထဲမှာပေါ့ draw ထဲမှာဆိုလို့ရှိရင်ဘာတွေရှိသေးလဲဆိုလို့ရှိရင် draw ထဲမှာဆိုလို့ရှိရင် true လေးတွေရှိသေးတယ်ဒီ true လေးတွေမှာဆိုတော့ဥမာကျွန်တော်ကဒီဟာလေးကိုဒီလိုလေးဝိုင်းပြချင်တာဟုတ်လား ါမှမဟုတ်လို့ရှိရင်ဒီ draw တွေကနေလဲပြီးတော့ကျွန်တော်တို့ကဒီစာလေးကိုဒီ topic to the topic စာလေးကိုကျွန်တော်တို့က highlight လေးတားချင်တာအပြင်မှာကျွန်တော်တို့ note ရေးသလိုပဲလေအကုန်လုံးလုပ်လို့ရတယ်เนาะအဲ့တော့ဟုတ်ပြီကျွန်တော်ဒီဓာတ်ကြီးအကုန်လုံးသိပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့နောက်တစ်ခုကတော့ပိတ်ကာလာလေးချိန်းတာပေါ့เนาะပိတ်ကာလာချိန်းတဲ့အပိုင်းလေးတွေကျွန်တော်တို့ set ပြီးတော့တွားကြည့်မယ်အဲ့တော့ကျွန်တော်ပိတ်ကာလာချိန်းမယ်ဆိုရင် view တွေကနေပြီးတော့မှကျွန်တော်တို့က page color ဆိုပြီးတော့ကျွန်တော်တို့တွားချိန်းလို့ရတယ်ဟုတ်ပြီเนาะ page color လေးချိန်းသွားပြီအဲ့တော့ အောင်အဲ့တော့ကျွန်တော်က view တွေကနေပြီးတော့မှအခြားဒီ page color လေးလေးရွေးလို့ရတယ်ကျွန်တော်ကြိုက်တဲ့ color လေးသွားရွေးပါရွေးလို့ရတယ်เนาะနောက်တစ်ခုကတော့မြင်းချောင်းလေးတွေထည့်ကျင်တာဆိုလို့ရှိရင်လည်းပဲဒီမှာစာရွက်ကလေးပေါ်မှာမြင်းချောင်းလေးတွေထည့်လို့ရတယ်ဟုတ်ပြီเนาะနောက်တစ်ခုက paper size ကျွန်တော်ဒီမှာ paper size စပြီးတော့ချိန်တော့မယ်ဆိုလို့ရှိရင်တော့ ဒါအပြင်မှာတကယ်ရည်ထားတဲ့ဆိုင်ရွက်အထဲမှာလည်းမျိုးစနစ်တကျချိန်ရမှာပေါ့နော်ဒီ OneNote မှာတခုရှိတာကျွန်တော်တို့ Microsoft Word တို့ Excel တို့မှာဆိုလို့ရှိရင်ရှိရလေသူကဘေးဖြတ်သားပေါ်ဒီမှာဒီစာရေးလို့မရတာတို့ဘာလို့ရှိတယ်အောက်တော့မှာကျင်းပါလေစာရေးလို့မရတဲ့အားတွေရှိတယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ကကြိုက်တဲ့နေရာမှာသူကစာပြီးစာတွေရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ paper site ကိုဒီကနေပြီးတော့ ဥပမာလက်တာတို့ transfer တို့ဟာလာ legal တို့ a4 တို့ a3 တို့စသဖြင့်ချိန်လိုက်ပြီးဆိုရင်တော့ margin တွေစပြီးတော့တတ်မှတ်တော့မှာအဲ့တော့အဲ့ margin ကိုတတ်မှတ်လိုက်ပြီးဆိုရင်ကျွန်တော်တို့အဲ့ဓာတွေကိုအတွင်းထဲကိုရွှေ့ပြရမယ်ပေါ့နော်ဒါပေမဲ့ကိုကလည်းပဲလိုအပ်လို့ဒီ OneNote ထဲမှာရေးထားတဲ့မှတ်စုတွေကိုအပြင် print out လုပ်ချင်တဲ့အခါဆိုလို့ရှိရင်တော့ကျွန်တော် desktop အနေနဲ့ a4 ဆိုပြီးတော့သွားပြီးရွှေ့လိုက်ရအောင်အဲ့ကြလို့ရှိရင်ဒီမှာ print margin ဆိုပြီးတော့ top မှာတော့ဘယ်လောက်ထားမလဲ bottom မှာဘယ်လောက်ထားမလဲ left right ကဘယ်လောက်ထားမလဲဆိုပြီးတော့သူကပြလိမ့်မယ် နောက်တစ်ခုကတော့ကျွန်တော်ဒီမှာ orientation ပေါ့ orientation မှာဆိုရင်တော့ portrait နဲ့ landscape နဲ့နှစ်မျိုးရှိလိမ့်မယ် portrait ဆိုတော့ down လိုက် landscape ကလေ့လာလိုက်ရမယ်နော် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီထက်ရဟာလေးအကုန်လုံးသိပြီဆိုလို့ရှိရင်ကျွန်တော်ကနောက်တစ်ခုထပ်ပြီးတော့ပြောကြရရှိတာအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်အခုဒီဒီနောက်ကလေးတွေက draw တွေကကျွန်တော်က ီစုပ်တန်လေးကိုရွေးထားတဲ့ခါကျဘယ်အချိန်မဲအလုပ်လုပ်လို့သူကစာရီးရေးလို့မရတဲ့ပြဿနာတွေဖြစ်နေလိမ့်မယ်။အဲကြလို့ရှိရင်ကျွန်တော် draw လေးပြန်ဝင် type ဆိုတာလေးပြန်ထည့်လိုက်။ဒါဆိုလို့ရှိရင်တော့ပြန်စာရေးလို့ရှာသွားပါလိမ့်။နောက်တစ်ခုကကျတော့ online show လုပ်တဲ့လူတွေဖြစ်စီဒါမှမဟုတ်လို့ရှိရင်အော်ကျွန်တော် online ကနေပြီးတော့ပဲစာသင်နေတဲ့လူတွေဖြစ်စီအာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီ customer service လုပ်တဲ့လူတွေပဲဖြစ်စီပေါ့နော်။အော် customer ဘက်ကဖုန်းခေါ်လာတယ်။အဲဖုန်းခေါ်လာတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကစာအုပ်လေးထဲမှာ ဟိုဆိုင်ရလေးတွေနဲ့ချပြီးရေးရတော့မယ့်အခြေအနေတွေပေါ့နော်အဲ့လိုအခြေအနေတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ OneNote ကနေပြီးတော့ပါတဲ့ Signing Note လေးတွေကျွန်တော်တို့ကသုံးလို့ရတယ်ရှိတယ်လေကျွန်တော်တို့ဒီဟို Office Department မှာဆိုလို့ရှိရင်တူဘူးမှာပါဟိုဆိုင်ရကလေးတွေအဝိုင်အောင်လေးတွေပန်းအောင်လေးတွေလေမော်နီတာမှာကတ်ထားကြတူဘူးလေးမြင်အဲ့ဒါကို Signing Note လို့ခေါ်တယ်နော်အဲ့ဒီ Note ကလေးတွေကိုကျွန်တော် OneNote မှာအလွယ်တကူယူလို့ရတယ်ဘယ်လိုယူရတာလဲဆိုတာလေးကိုလက်တွေ့လေးပြပေးမယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီဟာလေးကိုဒီကနေပြီးတော့ close နဲ့ပိတ်ချလိုက်။သူကအဲ့မှာဒီမှာဒီ note ပေါ့နော် quick note ဆိုပြီးတော့အဲ့သွားခေါ်လိုက်လို့ရတယ်။ဒီ quick note လေးကိုခေါ်ဒီထဲမှာကျွန်တော်ကစာရေးစာရေး sorry မြန်မာစာရေးဖြစ်နေတယ်။စာရေးရေးလိုက်တယ်။ပြီးသွားရင်သူ့ကိုပိတ်ချလိုက်တယ်။ဘာမှမလုပ်စရာမလုပ်တော့ပိတ်ချလိုက်။ဥမာနောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်ကဒီကနေပြီးတော့ အကွန်ကအကွန်ဟို shocket key နဲ့ယူလို့မရတဲ့အတွက်ပေါ့နော် new quick note ဆိုတာလေးကိုကျွန်တော်တစ်ချက်နေလိုက်တယ်။နေပြီးသားဥမာဟိုကျွန်တော်ကဟိုပြန်ပြီးတော့ဖုန်းခေါ်ရမယ်ဆိုလို့ရှိရင် ဖုန်းနံပါတ်ယူထားတာမျိုးဟာလားဒါမှမဟုတ်လို့ရှိရင်ဟိုကိုက video editor ဆိုလို့ရှိရင်လည်း video ရဲ့ aspect ratio တွေသတ်မှတ်ချင်တာမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးဒီမှတ်ချင်တဲ့အခါဆိုဒီ screen note ကလေးတွေကိုယူပြီးတော့ကျွန်တော်မှတ်လို့ရတယ်။ပြီးသွားတဲ့အခါရေးပြီးသွားပြီဆိုလို့ရှိရင်ဖြတ်လိုက်ပေါ့နော်။အဲ့တော့ အမောက်လို့ရေးထားလိုက်တယ်အမောက်က9000ပါပေါ့ဟလာအဲ့လိုရေးထားလိုက်တယ်ပြီးသွားရင်ဖြတ်လိုက်တယ်ဒီပြီးသွားရင်နော်ပြီးသွားတဲ့အခါကျလို့ရှင်ကျော် note ကိုပြန်ဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အခါကျလို့ရှင်အဲ့ဒါလေးတွေကဒီထဲမှာ auto ရှိနေလိမ့်မယ်ဟလာအဲ့တော့ good note ဆိုတဲ့ထဲကိုသွားကြည့်ကြည့်လိုက်ဒါမှအမောက်စွာလေးရှိနေလိမ့်မယ်အပေါ်မှာကျွန်တော်တို့ခုနကရေးခဲ့တဲ့ note ကလေးလည်းရှိနေလိမ့်မယ် အဲ့တော့ကျွန်တော်တို့ကဒါလေးလည်းသိပြီဆိုလို့ရှိရင်ဒီအခုကျွန်တော်တို့အခုဒီမှာနောက်ဆုံးသင်ခန်းစာအနေနဲ့ဆိုလို့ရှိရင် export ပေါ့နော် export လောက်တာလေးကျွန်တော်တို့တစ်ချက်ပြောကြည့်မယ် file ကား export ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကိုလုပ်ချင်တာလဲ page ကိုလုပ်ချင်တာလား session တွေကိုလုပ်ချင်တာလား notebook တစ်ခုလုံးလုပ်ချင်တာလားဆိုပြီးတော့သုံးမျိုးရွေးလို့ရတယ်ဟုတ်ပြီနော်အဲ့လိုသုံးမျိုးရွေးလို့ရရင်ထဲမှာကျွန်တော် page ကိုလုပ်ချင်တယ်ဘယ် file နဲ့ သွားมาလဲဘယ် format နဲ့ကျွန်တော်တို့ကပြောင်းကျင်တာလဲပေါ့เนาะအဲ့တော့ဟို document အနေနဲ့ word document အနေနဲ့သွားมาလာဟာလာဟိုဒါမှမဟုတ် version အနေကိုစင်းကျင်တာလာစသဖြင့်ပေါ့เนาะသွားလို့ရတယ်အခုဒီမှာဆိုလို့ရှင် PDF အနေနဲ့သွားมาလာပေါ့เนาะ PDF အနေနဲ့သွားမယ်ဆိုလို့ရှင်လည်းပဲ PDF အနေနဲ့ကြောက်ထုတ်လိုက်လို့ရတယ်ဟုတ်ပြီเนาะအဲ့ notebook တစ်ခုလုံးကြီးကိုကျွန်တော်တို့ကဟိုဒီ notebook ထဲမှာရှိနေတဲ့အကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်တို့ကထုတ်မယ်လို့ပြောခြင်းအော် PDF အနေနဲ့ထုတ်မယ်ဆိုလို့ရှိရင် notebook ကိုရွေးမယ် session တစ်ခုချင်းစီထုတ်မယ်ဆိုလို့ရှိရင် session ကိုရွေးမယ် page တစ်ခုချင်းစီထုတ်မယ်ဆိုရင် page ကိုရွေးမယ်ဟုတ်ပြီနော်ကျွန်တော်နမူနာ page တစ်ခုကိုကျွန်တော်ထုတ်ပြမယ်ပြီးတော့ဒီမှာ PDF ဆိုတာလေးကို select ပြီးပြီးတော့ export ဆိုတာလေးထုတ်လိုက်နော် homework ဆိုတဲ့ file လေးကဘယ်မှာရှိမှာလဲဘယ်မှာထားမှာလဲဆို desktop ပေါ်မှာထားမယ်လို့ပြောလိုက်မယ်ပြီးတော့ save ဟုတ်ပြီနော် okay စေးပြီးသွားတဲ့ခါကြလို့ရှိရင်ကျွန်တော်ကအခုဒီမှာဆိုလို့ရှိရင်သူက homework ဆိုတဲ့ file လေးဒီမှာရှိနေသူ့ကို double click နှိပ်ပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ခေါင်းက homework ဆိုတဲ့ဟာလေးကဒီမှာလာပြီးတော့ကျွန်တော်တို့ပြပြပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီထိနားလည်ပြီဆိုလို့ရှိရင်အာ one note ကိုတည်တည်ချာချာလေးသုံးလုံးတက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ် ဲ့တော့ကျွန်တော်တို့သင်ခန်းစာအတိတ်ကလေးတစ်ခုကိုနောက်နေ့ကျလို့ရှင်ဆက်ပြီးတော့လေ့လာပါမယ်။နောက်လေ့လာမယ့်သင်ခန်းစာကတော့ Adobe Page Marker ကိုစစ်ပြီးတော့လေ့လာပါမယ်။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော်တို့နောက်ထပ်သင်ခန်းစာအတိတ်တစ်ခုမှပြန်လည်တွေ့ကြပါမယ်။အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်။အဆင်ပြေပါစေခင်ဗျာ။